ီလိုမျိုးရိုက်တာတော့မှပဲဘာဖြစ်လို့ငိမ့်ခံနေတာလဲသေးသေးလေးကစပြီးတော့မှကိုထီးပုတ်ကနဲ့ဆိုပြန်လောက်တတ်တဲ့အွယ်လေးလူများနေလို့ကြောက်လို့လားမျက်နှာသူမိန်းကလေးဖက်ကမလို့ထွက်လာမလဲပေါ့နော်ထွက်လာတဲ့အချိန်မှာကျမတို့ကတော့တတ်နိုင်တလားကူညီပေးဖို့ပေါ့နိနာတဲ့မိန်းကလေးရဲ့ဖက်ကထွက်မလာတလို့ပြုတ်လောက်တဲ့မိန်းကလေးတွေရဲ့မိဖတွေဖက်ကလည်းထွက်မလာခဲ့ဘူးခုချိန်ထိအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မြောင်မြမျိုးကចောင်းတူမလေးများရဲ့အုပ်စုဖွဲ့နိုင်ခြင်းနဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကာယခံရှင်တွေထွက်မလာသည့်အပေါ်တန်တရားဖြစ်နေကြတဲ့ပြည်သူတချို့ရဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ပြီးမူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာပွဲဒီပွဲเนาะဒီပွဲမှာကျမတို့တယောက်တည်းဖြစ်နေတယ်ရိုက်ခံရတဲ့ကောင်မလေးဘက်ကလည်းတစ်ချက်ကြည့်ကြည့်အောင်သူဘာဖြစ်လို့အများကြီးရဲ့ဝိုင်းအနိုင်ကျင့်တာကိုခံရတာလဲကြောက်လို့လားသူကြောက်လို့လားဒါမှမဟုတ်သူမိဘတွေကပြောထားလို့လား ကျောင်းမှာရံဖြစ်ကောင်းစာကြိုးစားမယ်ရံဖြစ်ကြောက်ထုတ်ခဲမယ်နေဘလို့မလုံးနဲ့ဘလို့မလုံးနဲ့ဒီလိုမလုံးနဲ့ကျန်တဲ့ blah 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 ဒါတွေပြောထားလို့သူခံနေတာလားကို့ဒီလိုမျိုးကြီးရိုက်တာတော့မှပဲဘာဖြစ်လို့ငိမ့်ခံနေတာလဲနော်ခလေးသေးသေးလေးကစပြီးတော့နှစ်နှစ်သုံးနှစ်ခလေးလေးတောင်မှကို့ထီပုတ်ကနဲ့ဆိုပြန်လောက်တတ်တဲ့အရွယ်လေးလူများနေလို့ကြောက်လို့လားများနေလို့ကြောက်လို့လား ကလေးမလေးမျက်နှာမှာလည်းသူတို့ကြောက်တဲ့အရေးအယောင်တော့ကျမမတွေ့ဘူးသူ့အိမ်ကိုကြောက်လို့သူ့အိမ်နဲ့မရှင်းရဲ့လို့ဖြစ်နေတဲ့အဖြစ်မျိုးကျမတွေ့ရတယ်ဒါကျမတယောက်တည်းသဘောထားကွဲလွဲခွင့်ရှိတယ်ပေါ့နော်ကျမပြောချင်တာသတ္တမိတွေကိုတအားမချုပ်ချင်နဲ့အခုဖြစ်လာတဲ့ပြဿနာမှာအရန်ကလေးမလေးကဒါသူ့တသက်လုံးမှာတိမ်ငယ်စိတ်တွေနဲ့နေသွားရတော့မယ်သူတို့မျက်နှာကိုကြည်တိုင်းမှာတွေ့တိုင်းမှာအရန်စိတ်မကောင်းဖြစ်ဖို့ကောင်းတယ်ဒါကြောင့်မို့လို့တွေ့တဲ့ ဖြစ်လာတဲ့ပြဿနာကိုမှန်မှန်ကန်ကန်နဲ့ဖြေရှင်းနိုင်ဖို့မိဘတွေဘက်ကလည်းပံ့ပိုးပေးတဲ့ခလေးကိုချုံနှောင်မွဲမထားဘဲနဲ့ပြဿနာမဖြစ်ကောင်းလို့ရမြစ်ကောင်းလို့ရမြစ်ဘာဖြစ်လို့လဲမဆမ်းကြလားပြက်ပြက်ဒီလိုမျိုးဒီလိုမျိုးတွေပြောနေမဲ့မိဘတွေဆိုတာကိုကိုတိုင်းမဖြစ်စေနဲ့ပြီးတော့သားသမီးကိုချုပ်ချယ်တဲ့မိဘတွေမဖြစ်စေနဲ့သူ့ရွယ်နဲ့သူ့သူ့လွတ်လပ်ခွင့်နဲ့သူ့လုံနိုင်ကန်တိုင်းသွားနိုင်လာနိုင်ဆုံးဖြတ်ချက်အမှန်ကန်ရမယ် ကျမတို့ဆိုငငယ်တုန်းကလည်းအဲ့လိုပဲအုပ်စုဖွဲ့အနိုင်ကျင်တာကျမတို့ကြုံဘူးတယ်ကျမကြုံဘူးတယ်ကျမပြဿနာကိုကျမတယောက်တည်းကျမဖြေရှင်းခဲ့တယ်ပြဿနာလူကြီးတွေပါနောက်ပိုင်းဆိုပါလာကြတယ်ဘလို့ရှင်းတယ်ဘလို့ရှင်းတယ်ဆိုကိုလည်းပြောပြရတယ်လေဒီလိုဒီလိုရှိတယ်ကိုပြဿနာဒီလိုကိုအမှန်ပြောပြရတယ်သူတို့လည်းပြန်ပြောတယ်ပြောလို့ကိုကရိုက်တာဒီလိုမျိုးအသူတို့ပြောရကကိုထပိစနေတာလာပြီးတော့ထပိစနေမဟုတ်လဲသူကချီစနေတာဆိုတော့ဟဲ့ဆိုကောင်းမဆိုပြက်ရိုက်ထိုက်တာအဲ့ဒါအေးသွားเนาะအဲ့ဒါငဲငယ်လေး၆တန်းလားမသိဘူး အဲ့ဒါရုံကနေရောက်ကျောင်းနေရောက်ဟိုဘက်ကပတ်ဆက်ရှိတော့တိတယ်မလားပြူ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 းနေနဲ့အဲ့အမေကလည်းအဲ့ဘာဖြစ်တာလဲငါသမီးကဒီလိုမျိုးသူမကတခါမှဒီလိုမလုပ်ဘူးဘာဖြစ်တာလဲဆိုတော့အမေနဲ့တွေ့လဲတွေ့ရောအမေကဘာဖြစ်လဲသမီးထမင်းစားနေတာတော့ထမင်းမစားထမင်းစားနေမှမဟုတ်ချီစားနေတော့ပြောလို့သမီးရိုက်ထိုက်တာဆိုတော့အေးဟုတ်ဟုတ်တယ်ဆိုပြီးအမရှင်းကြတယ်မအီးတို့လုံးနဲ့ဘာဖြစ်တယ်ညာတို့လူကြီးတဲ့ကိစ္စကိုအခုထိကိုမသိငယ်ဟာဟုတ်ကွယ်တို့တို့တွေ့တဲ့အချိန်မှလည်းကိုမသိငယ်ဟာဟုတ်ရိုက်ခိုင်းရတဲ့ကောင်မလေးကလည်းသူပြောလို့သူရိုက်ခိုင်းရတာဆိုတော့သူ့မှာသိငယ်စိတ်တော့မရှိဘူး ။ဒါကြောင့်ဘာပဲဖြစ်ဖြစ်သားသမီးတွေကိုမွေးတဲ့အခါမှာဖြစ်ဖြစ်လွတ်လွတ်လပ်လပ်ကလေးတော့မွေးတာပေါ့နော်။တားကြီးလွတ်လပ်တာတို့ဒီလိုမိဘနဲ့သားသမီးနားလည်အောင်ဖွင့်လင်းအောင်ပြောတတ်အောင်ပြောတာဒီကလေးမလေးကမျက်နှာကြည့်ရတာတကယ်ဘာလို့လုံးငိန်ခံနေတဲ့ပုံစံပေါက်နေတဲ့အတွက်ဘာကိုသူကြောက်တာလဲသူမိဘကိုကြောက်တာလားဆရာတွေကိုကြောက်တာလားပြဿနာမဖြစ်ချင်တာလားတကယ်ချင်းပေါင်းသိန်းတွေကိုကြောက်တဲ့သူ့ကိုလုံနေတဲ့လူကိုကြောက်တဲ့မျက်နှာတော့သူ့မှာကျမမတွေ့ရဘူးငါကျမတယောက်တည်းအမြင်ပေါ့နော်ကျမဒါလေးပြောပြပေးတာ သားသမီးတွေကလည်းဆုံးဖြတ်ချက်မှန်နဲ့သားသမီးတွေဖြစ်ကြပါစေမိဘတွေကလည်းသားကောင်းသမီးကောင်းတွေရကြပါမြောင်းမြအကြောင်းသူလေးတွေအနိုင်ကျင့်တဲ့ပွဲကိုတင်လိုက်တာပို့အောင်မှမန့်ကြတယ်နော်မိဘတွေကကိုသားသမီးကိုချစ်တဲ့စိတ်နဲ့ပေါ့ကျွန်တော်သားသမီးကိုထိကြည့်ပါလားကျမသားသမီးကိုထိကြည့်ပါလားဒီလိုမျိုးမန့်ကြတယ်ထိတော့ထိလိုက်ပြီဟိုက ထိလိုက်ပြီးကလေးတွေလည်းအိမ်ပြန်ရောက်လာပြီ။၃လေး၅ရက်မှတိမယ်။ပွားပြန်ချလို့အဆင်ပြေမလား။ရဲတွေလူကြီးတွေပါလာမယ်။ကျွန်မပြောချင်တဲ့သဘောကကိုမပါဘဲနဲ့သားသမီးကိုသူ့အရွယ်လေးနဲ့သူ2နှစ်3နှစ်5နှစ်10နှစ်15နှစ်အနှစ်20အနှစ်340ရက်တည်နိုင်အောင်မိဘတိုင်းလှုပ်ပေးတင်တယ်။နော်အခုဒီကောင်မလေးအရွယ်က73လေးနှစ်အရွယ်ရံဖြစ်ပြီးကိုကိုကိုထိလက်ရောက်လှုပ်လာပြီးကိုပြန်လှုပ်နိုင်ရမယ်။ ဒီလိုမျိုးကိုသားသမီးကိုကိုမဆိတ်ပေးထားနိုင်ရမယ်လူများတယ်သူတို့လူများတယ်ကိုသားသမီးကြောက်မတ်တက်ခင်နဲ့ရ ကျမတို့ကကိုသားသမီးကိုရံဖြစ်ဖို့တော့တခါမှမပြောဘူးဒါပေမဲ့ဒီမှာကျန်ဟိုဟာ Facebook တွေမှာရှိတယ်အများနဲ့တရဝိုင်းချနေကျန်သူ့ကိုတော့ပြောတာမဟုတ်ဘူးဒါပေမဲ့အများနဲ့တရဝိုင်းချနေကျန်ကိုဆိုရင်တော့တယောက်ကိုမိမိရတော့လုတ်ပြမှာပဲတီကောင်တော်မှပဲတွွတ်တွွတ်တွွတ်ဆိုရင်လူတွေကြောက်သေးတာပဲငြိမ်ပြီးခန်းနေတာအုပ်စုဖွဲ့အနိုင်ကျင့်တဲ့လူတွေကတတိရှိလို့မဟုတ်ဘူးတယောက်ထဲကတတိရှိလို့တယောက်ထဲကိုပြန်လုတ်ကြည့်လားတယောက်ထဲကလေအဲ့အုပ်စုကိုတယောက်ကိုပြန်လုတ်ကြည့်လားအကုန် share ပါမှာပေါ့ ်ဒီလိုမျိုးပေါ့နော်သားသမီးကိုပြောတာတော့မဟုတ်ဘူးပုံပုံပြင်လိုလိုဖုန်းလဲလိုလိုဗီဒီယိုလိုလိုနဲ့ကိုကသားသမီးနဲ့ဆွေးနွေးခဲ့တာဒီအေယာဝတီတိုင်းဒေသကြီးမြောင်းမြမြို့တွင်ပြီးခဲ့သည့် February လ20ရက်ကဖြစ်ပွားခဲ့သောအထက6ကျောင်းမှကျောင်းသူအချင်းချင်းအုပ်စုဖွဲ့အနိုင်ကျင့်သည့်အပေါ်နှစ်နာသူထံပြန်လဲတောင်းပန်ရန်နှင့်ကျူးလွန်သူများအားကြောင်းပြောင်းပေးမှသာကြေးပေးမည်ဖြစ်ကြောင်း ဖြစ်စဉ်နှင့်ပတ်သက်၍သိရှိသူတဦးကနှုတ်ကိုပြောသည်အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍လက်ရှိလူမှုကွန်ရက်တွင် ရုပ်တံဖိုင်ထွက်ပေါ်နေလျက်ရှိရာမြောင်းများမျိုးအထက်က6မှကျောင်းသူအချင်းချင်းအုပ်စုဖွဲ့အနိုင်ကျင့်ရာတွင်ပားရိုက်ခြင်းနှင့်ဒူးထောက်တောင်းပန်ကထိုင်ကြော့ခိုင်းသည့်ကိစ္စသည်လူအများအကြားဝေဖန်မှုများမြင့်တက်နေလျက်ရှိသည် နစ်နာသူចောင်းသူဤမိသားစုဝင်များကအနိုင်ကျင့်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍မြောင်းမြခရိုင်ပညာရေးမှူးမြောင်းမြမျိုးနယ်ပညာရေးမှူးနှင့်အထက်က6ចောင်းအုပ်ဆရာမကြီးတို့ထံတိုင်ကြားခဲ့ကြောင်းသိရသည်ထို့နောက်လာရောက်ခေရှင်းရာတွင်ကျူးလွန်သူများအားခံဝင်လက်မှတ်ထိုးခိုင်းက14ရက်ကြောင်းနာသည့်ပြစ်ဒဏ်သာပေးခဲ့သည့်အပေါ်ထိရောက်သည့်အရေးယူမှုမဖြစ်ခဲ့ကြောင်းဖြစ်စဉ်နှင့်ပတ်သက်၍သိရှိသူတဦးကဆိုသည်ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျောင်းဆရာမကြီးနဲ့ပညာရေးမှူးကခံဝင်ထိုးခိုင်းပြီးတော့မှ အဲ့ဒီကလေးတွေကိုကျောင်းနဲ့ပတ်နာခိုင်းပြီးတော့စာမွေးပွဲပြန်ဖြေနောက်ပြီးဒီကျောင်းမှာပဲပြန်ပြီးတော့လက်ခံထားတယ်ဆိုတာသူတို့ဘက်ကအေးအေးယူမှုကတအားအားနေတာပေါ့ထိရောက်တဲ့အေးအေးယူမှုမဖြစ်ဘူးပေါ့အဲ့ဒီတော့ဒီကလေးမလေးကကျောင်းဆက်မတက်ရဲတော့ဘူးပေါ့သူကပဲနစ်နာစိတ်တန်ရလဲရပညာရေးပိုင်းမှာလဲအတန်းနစ်နာဆိုတော့နစ်နာပြီးရင်နစ်နာဖြစ်နေတာဆိုလို့လေကျူးလွန်တဲ့သူတွေကတော့ခေါင်းမော့ပြီးကျောင်းတက်နေတာဆိုတော့အဲ့အမျိုးတွေကမဖြစ်သင့်ဘူးလေဟုအထက်ပါတရင်ရင်မြစ်ကပြောသည် ထို့ကြောင့်နိနာသူចောင်းသူဤမိသားစုဝင်များဘက်ကနိနာသူចောင်းသူဤစိတ်တန်ရာနှင့်ចောင်းမတက်ရဲသည့်အခြေအနေပေါ်တရားမျှတမှုအနေဖြင့်ကျူးလွန်သူများပြန်လည်တောင်းပန်စဉ်ရုတ်တံမှတ်တမ်းယူထားခြင်းနှင့်ကျူးလွန်သူများအားလုံးចောင်းပြောင်းရန်အဓိကကျသည့်တောင်းဆိုချက်နှစ်ချက်ကိုပြုလုပ်ပေးမှသာကြေးအေးမည်ဖြစ်ကြောင်းငင်းကဆိုသည်ပညာရေးဝန်ကြီးဌာနရဲ့တရားဝင် ထုတ်ပြန်ချက်ကို နာဆကသတင်းမှန်ပြန်ကြားရေးကတဆင့်၎င်းပညာရေးဝန်ကြီးဌာနရဲ့တရားဝင် website က၎င်းထုတ်ပြန်ပေးလျက်ရှိနေတယ်လို့လည်းမေးမြန်းချက်ကိုပြန်လည်ဖြေဆိုပါရတယ်။ဒါအပြင်အဆိုပါဖြစ်စဉ်ကိုတရားဝင်ပြန်ကြားနိုင်မှုစစ်စစ်နေပြီးဒီကနေ့ဇွန်လ16ရက်နေ့ညနေပိုင်းမှာပြန်ကြားတော့မှာဖြစ်တယ်လို့ပညာရေးဝန်ကြီးဌာနကအတိအပြီးပြောဆိုခဲ့ပါရတယ်။ အခုလိုထင်ရောက်ထင်မှားဖြစ်စေမဲ့ကြီးညာချက်ထုတ်ပြန်သူကိုစီစစ်လျက်လိုအပ်တယ်လို့အမှုဖွဲ့အရေးယူနိုင်ရေးဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းပညာရေးဝန်ကြီးဌာနရဲ့ပြောဆိုချက်အရသိရပါတယ် သားသမီးတွေကသူတို့ဆုံးဖြတ်ချက်နဲ့သူတို့အမှန်တွေကိုတော်တော်များများမှန်တယ်ပေါ့ကွယ်အဲ့လိုမျိုးရှောက်တဲ့အခါမှာကိုလည်းအဆင်ပြေသားသမီးလည်းအဆင်ပြေတယ်ကိုပြဒနာကိုရှင်းကြောင်းပြဒနာအိမ်သေးမလားနဲ့သူများကိုပေါ်မဆာနဲ့သူများကိုသူများလုံရင်တော့ခံမလာစေနဲ့เนาะကိုပြဒနာကိုရှင်းဒီကောင်မလေးသားဒီလူအများကြီးကိုတယောက်သေးကိုလုတ်ခဲဒီလောက်ကိုတွေရောအကုန်လုံးပေါ့မြန်မာတနိုင်ငံလုံးရင်မနာဘူးအခုရင်နာနေရတယ်အကုန်လုံးတနိုင်ငံလုံးသူ့မိဘတွေဆိုရင်ပို့ဆိုးมาပေါ့เนาะ ကုန်လုံးရင်းနေနာနေကြကျမဆိုနှလုံးယောဂါရှိတဲ့အတွက်ကျမပြီးအောင်တော့မကြည့်ကျမပြီးအောင်တော့မကြည့်စိတ်ထဲတွေမှာအဲ့လိုမကောင်းဖြစ်နေလို့တော်တော်မကောင်းဖြစ်နေလို့ပြီးအောင်တော့ကျမမကြည့်အားကြောင့်မို့လို့မိဘတွေကလည်းသသမိတွေကိုအခုမိန်းကလေးဆိုရင်အခုခေတ်ကြီးမှာသမီးစားကိစ္စသူတို့ဓာတ်ရိုက်ဘာမပြောနဲ့ဖုန်းထဲမှာ ဘယ်ကောင်မလေးကတော်တော်အနေစားမတက်ဘူးဟဲ့ရီးစားနဲ့သားချိန်တေးတာဟိုတယ်သွားတယ်တက်ခိုကန်းသွားတယ်ဒါလုတ်เสียမဟုတ်ဘူးမိန်းကလေးကမိန်းကလေးဟိုဟာထားမယ်အဲဒါသူ့ကိုပြောတာတော့မဟုတ်ဘူးတစ်ဖက်လက်နဲ့ဆုံးမတာသူနားတဲ့ရောက်တယ်အဲပြီးတော့ဟိုယောက်ျားလေးဆဲခံနေတဲ့မိန်းကလေးတွေကိုတွေ့နေအိုးဟဲ့ယောက်ျားလေးကဆဲခံလိုက်ဒီလိုဆဲခံလို့ဒီလိုယောက်ျားလေးကဆဲတာဒါဆဲခံတယ်မဟုတ်သူ့တော့ပြောတာမဟုတ်ဘူးဒါပေမဲ့သူကောင်းနေမှာရှိသွားတယ်ယောက်ျားလေးလည်းဒီလိုပဲအဲအစေးမှုတွေဘာတွေပေါ့နော်အမျိုးစုံပေါ့ယောက်ျားလေးနဲ့ပတ်သက်တဲ့ဟာတွေအမျိုးစုံပေါ့ဒီက ာလေးမှလည်းသူတို့ဓာတ်ရိုက်ဆုံးမခြင်းမဟုတ်ဘဲနဲ့သွယ်ဝှိုက်ပြီးနားတဲ့ဝင်အောင်လှုပ်လို့ရတယ်ပေါ့အခုဒီမြောင်မြကောင်မလေးခံစားရတဲ့ကိစ္စတွေကလည်းဒါမိဘနဲ့သားသမီးပြုံဝင်လင်းလင်းပြောထားမယ်ဆိုရင်အကုန်အစင်ပြေတယ်လို့ကျမမြင်တယ်ပေါ့နော်ကျမတို့ကတော့ဒီရဲ့ညနာသူမိန်းကလေးဖက်ကဘလို့ထွက်လာမလဲပေါ့နော်ထွက်လာတဲ့အချိန်မှာကျမတို့ကတော့တတ်နိုင်သလားကူညီပေးဖို့ပေါ့လေကျမတို့ကတော့ ောင့်စားနေရတဲ့အချိန်ကိုဒါပေမဲ့နင်းလာတဲ့မိန်းကလေးရဲ့ဖက်ကထွက်မလာသလိုပြုတ်လောက်တဲ့မိန်းကလေးတွေရဲ့မိဖတွေဖက်ကလည်းထွက်မလာခဲ့ဘူးခုချိန်ထိလေနောက်ပြီးတော့လေကျမစိတ်အထင်ကဟိုတာဝန်ရှိရဲ့လူကြီးတွေရပဲညီတို့ဘယ်သူမှရှင်းမထွက်နဲ့ရှင်းထွက်ခဲ့လို့ရှိရင်ဟိုဘလို့ဒီကြီးယူမဲအားရများပြောထားလဲပေါ့လေကျမဟိုကျမစဉ်းစားမိတာလေးပေါ့ ောက်ပြီးတော့တစ်ချက်ကလည်းတမသိချရတဲ့လောက်ကတော့ဟိုကလေးမလေးရဲ့အမေနဲ့ဖေနဲ့က ကွဲနေတာဆိုပြီးဒီမှာသိရှိရတာပေါ့နော်ကလေးမလေးကလေးရဲ့မိဖတွေကလည်းနည်းနည်း ACV AC ပုံရတယ်ဒီမှာပြီးဒီမှာလေးလာမိတလို့ပေါ့နော်သူ့ကိုလည်းချစ်လိုက်တာမှတုံနေရပဲတဲ့အဲ့တော့နောက်ထပ်ချက်ကကလေးမလေးဖက်ကမားတဲ့အမားကြီးထဲမှာဖေနဲ့တာသမီးကိုပေးစားတဲ့အမားမျိုးတော့အဲ့လိုမားတာမျိုးမဟုတ်ဘူး เนาะနောက်ပြီးတော့ကလေးမလေးကအဲ့လောက်ထိလဲမရိုင်းဘူးရှင်အဲ့လောက်ထိမိဖနဲ့တားသမီးကိုပေးစားနိုင်တဲ့အစင်ရိုင်းနေဆိုရင်အဲ့လိုအများနဲ့တယောက်ထဲမှာအဲ့လောက်ထိဆိုရင် तू ပြန်လုံးပြီမှာ तू ပြန်လုံးမှာ က်နေမှာတော့ပေါ့နော်ကျမတို့ဒီခံမှန်းမိတလောက်ကတော့ကျမစိတ်အထင်ငါလည်းအဲ့လောက်ထိရိုင်းမယ်လို့မထင်ဘူးเนาะဒါပေမဲ့ရိုင်းဖြစ်ချင်လည်းဖြစ်သွားနိုင်တယ်ကျမစိတ်အထင်ကတကယ်လို့နောက်ပြလို့ရှိရင်တောင်းဝန်ယူစိတ်တောင်းဝန်ခံစိတ်ရှိရဲ့အတွက်သူကျမပေါ့နော်သုံးချိန်သုံးခါကျမနားထောင်ရတယ်တစ်ခါနားထောင်လိုက်ခလီမလေးကိုရိုက်တဲ့ဟာကြည့်လိုက်ပြန်ထက်ပြီးတော့ပြန်နားလိုက်အဲ့လိုမျိုးဘလို့မှမခံစားနိုင်ဘူးဟို မဘီနာရီယာတယောက်ကိုပြန်ပြောခိုင်းရတယ်ခဏတော့တည်တည်ဆောဆောနားထောင်ပေးပါဆိုပြီးကျွန်မအပြီးထိခုချိန်ကြီးပြီးပြီးဆုံးဆုံးကျွန်မမကြည့်ရသေးဘူးကျွန်မဒါမှန်းတာပြောရင်ချမ်းသာပါသိလားအဲ့လိုကောင်းမလေးဟိုဘက်ဒီဘက်လှည့်နေတဲ့ပုံစံလေးပေါ့အဲ့ဒါလေးကိုရင်ထဲမှာရစ်တုမနာဖြစ်တယ်အဲ့လိုဆိုတော့ မလေးအဲ့လောက်ထိရိုင်းနေတဲ့အထက်မှာမပါဘူး။နှုတ်နဲ့ပဲထွက်မလာပုံကြာရင်တောင်ဝန်ရှိရဲ့လူကြီးတွေကခဏညီတို့အပြင်မထွက်နဲ့ဒီလုံးဝ social ပေါ်မတက်နဲ့လို့ပြောထားသလားပေါ့နော်။အဲဟိုဒါပေမဲ့ကိုတနည်းကကျမ live ပေါ်မှာတက်ပြီးပြောတဲ့အချိန်ထိအဲ့နင့်နာတဲ့အဲဟိုပြုတ်လုတဲ့ကောင်မလေးတွေရဲ့တချို့ကကျမရဲ့မန်အောင်ကနေအကန့်စရားတွေနဲ့ဝင်မှန်တော့အဲ့တော့တစ်ချက်ကအဲ့ပြုတ်လုတဲ့ကလေးမလေးကိုပဲတစ်ဖက်ဆောင်းနေပြောတာမဟုတ်ဘူး။ မိဘထိမ့်သိမ်းကနည်းနည်းလက်မခံတဲ့မျိုးစားထဲမှာပါတယ်ပေါ့နော်ကျမတို့အခုချိန်ထိနင်းနာတဲ့မိဖလက်ချိန်ထွက်လာမလဲဆိုတဲ့အချိန်ထိကတော့ကျမတို့စောင့်စားနေလို့ပေါ့လေ ုတ်ကဲ့ပါမျိုးတို့ရေမွေးမျိုးတို့ရတော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှင်တော့ဒီအန်တီပြောတော့တာလည်းအရောက်မှမှတ်နေပေါ့နော်ဒီများများအထက်ခါချက်ခါကျောင်းသူတွေအုပ်စုဖွဲ့ပိုက်ခရံနဲ့ပတ်သက်ပြီးတော့အခုဆိုလို့ရှင်တနိုင်ငံလုံးလည်းပြတ်နှက်နေတယ်ဒါပေမဲ့အခုချိန်ထိကိုထိထိရရအေးအေးယူခြင်းလည်းမရှိသေးဘူးပေါ့နော်ဒီအရိုက်ခန့်တဲ့ကျောင်းသူတွေကလည်းတော်တော်လေးကအပြစ်ကြီးလို့ဒီလိုမျိုးမကြောက်ပေမဲ့ငင်ခံလိုက်ရတယ်ဆိုပြီးတော့လည်းပြောလာတယ်ပေါ့နော်အခုကြည့်နေတဲ့အမျိုးကြီးရဲ့အမျိုးလေးရောဘယ်လိုမြင်လဲဆိုတာဗီဒီယိုလေးအောင်မှာ comment လေးရေးခတ်ပြီးလို့ရပါရဲ့ရှင့် နောက်ထပ်လည်းမောဆက်ဒီတဲ့နေဟာတာပြီးလို့ဒီပုတ္တရဆက်ပြီးလို့ရိုးနေချင်တဲ့ဒီစပိတမမှုဘွယ် channel လေးကို like screen တပ်ဖို့တဆပိုင်းရှိမနစ်ကဖြစ်သွားတာလို့လည်းပြောတယ်ဒါပေမဲ့အခုချိန်မှမိဘတွေကတော့ပွက်လုံးရိုက်နေတော့ပေါ့နော်နောက်ဗီဒီယိုမှာဒီဆုံမနာတတာ